မင်္ဂလာပါရှင်ဆိုင်းခွန်တော်အရှင်မြန်မာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခုရောက်ရှိနေတဲ့နေရာလေးကတော့မြောက်တဘုံမြို့နယ်မင်းလင်းလန်တက်ပါ38ရောက်မှတရှိတဲ့လုံချင်းအသိအလေးနဲ့မိတ်ဆက်တင်မှဖြစ်ပါတယ်ရှင်ဒီလေးထူးခြားခြင်းလက်ကတော့ရှင်စီယိုတကားမှာ root system ပါဝင်ပါတယ်ရှင်စံတဲကိုဝင်လိုက်တာနဲ့ပထမဆုံးတွေ့ရမယ့်နေရာလေးကတော့ကစီပူလေးတစ်ခုဖြစ်ပါတယ်ရှင်ကဲဒီနေရာလေးမှာဆိုရင်တော့ဒါမုံစားမလာဘုံတော့စာဖတ်မလာဘုံအေးစစ်စစ်နားယူလို့ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်ရှင်တဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေကြည်ဝန်းရှိတဲ့အတွက်ကြောင့်ကား3စီးလောက်တော့အေးစစ်ရက်လို့ရပါတယ်ရှင်အေးရဲ့ဘေ ဘက်မှာဆိုလို့ရှိရင်လေလူတယောက်ကောက်ကောက်သွားလို့ရတယ်ပလန်လေးတစ်ခုရှိပါလေရှင်ဆက်လက်ပြီးတော့အင်းတွင်းလေးကိုလိုက်ကြည့်ပြအောင်နော်ဟုတ်ဝါကျွန်မအဆုံမြင်တွေ့ရမှာတော့လက်စီစဆန်းလေးပြင်ဆင်ထားတဲ့အခန်းလေးတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါလေရှင်ဒီလေးမှာဆိုရင်တော့တအိမ်လုံးကိုကျွမ်းပါခဲ့တဲ့ခင်းထားပြီးတော့ဖိုင်လေးမြင်အောင်တိဆောက်ထားတာတွေ့ရပါလေရှင်ဒီလေးအောက်ဆုံးအထက်မှာဆိုလို့ရှိရင်တော့ကီရှင်တခန်းရဲ့မစတာပိုင်ရတခန်းရဲ့ဖွဲ့စည်းတိဆောက်ထားတာတွေ့ရှိရမှာဖြစ်ပါလေရှင်ကီရှင်ကိုဝင်လိုက်တာနဲ့ ါဆိုလို့ရှိရင်တော့ကျုံစပွေးလေးကိုအသုံးပြုထားတွေ့ရှိရမှာဖြစ်ပါတယ်ရှင်။ဒီအထက်မှာဆိုရင်လည်းမယုံတခန်းကိုဖွဲ့စည်းထားတွေ့ရှိရမှာဖြစ်ပါတယ်ရှင်။ဒီဖို့ကြောင့်ရဲ့အပြင်လေးကိုထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းမီတာလိုင်းလေးပါရှိပါတယ်ရှင်။ဒီလေးမှာဆိုရင်တော့ဆိုလာလေးတက်ဆန်ထားတဲ့အတွက်ကြောင့်မီးပြတ်မှလည်းစိတ်ကူစရာမလိုဘူးရှင်။ ဒီဘက်မှာဆိုရင်လည်းကွန်မွန်တွန်းနယ်လေးတစ်ခုတည်တန့်ထားပေးထားပါရဲ့နော်။အေးကျမနဲ့တူတူကိုပို့ထက်လေးလက်ခဲ့ကြပါဦး။ဒီအရေးလေကားတွေကိုတော့ကျုံးပေါ်အဓိကအသုံးပြုထားအတွေ့ရှိရပါလေရှင်။ဒီထက်မှဆိုရင်လည်းမစ္စတာဘရွန်နှကန်ပါရှိပါလေရှင်။ဒီအထက်လေးမှာဆိုရင်လည်းရေပူရေးစက်နဲ့ပတ်သက်လေးပါရှိပါလေရှင်။ဒီမှာဆိုရင်ဘုရားကန်လေးတစ်ခုပါရှိပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းလေဘရွန်အေးရလေးတစ်ခုပါရှိပါလေရှင်။ level area ထွက်လိုက်မယ်ဆိုလို့ရှိရင်လေ warranty လေးတစ်ခုပါရှိပါတယ်ရှင် ဒါဆိုရင်တော့ပုံစံထက်လေးကိုပြည့်တက်လိုက်ကြရအောင်ရှင်ဒီထက်လေးမှာလည်း Master Baron နှခမ်းပါရှိပါတယ်ရှင်ခန့်ပြလေးထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းပန်းဟောက်အေးရလေးပါရှိပြီးတော့ဒီနေရာလေးမှာဆိုရင်မိသားစုနဲ့အေးအေးဆေးဆေးအနားယူချင်တာပဲဖြစ်ဖြစ်တကယ်ရှိမိတ်ဆွေတွေနဲ့ဘာဘီကျူလောစားချင်တာပဲဖြစ်ဖြစ်ပန်းချူလောကောင်းတဲ့နေရာလေးတစ်ခုပို့ရှင်အထက်မှာလည်းကြောင်းလေးလေးကလေးနဲ့အပေါ်ထရော့စလက်ကိုတက်လို့ရတဲ့နေရာလေးတစ်ခုရှိပါတယ်ရှင်ရော့စလက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းတကယ်ကိုလှပတဲ့ရှုခင်းလေးတွေကိုမြင်ရမှာဖြစ်ပါတယ်ရှင် ခုလိုက်ပြတဲ့အိမ်လေးကတော့46စက်ပေါ်မှာတည်ဆောက်ထားတဲ့သုံးသပ်ခွေအာစီလေးနဲ့ဖြစ်ပါရဲ့ရှင်။ဒီလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ကျမတို့19ရက်ချင်းမြေကုမ္ပဏီရဲ့အဖဖုန်း